လူသားမျိုးနွယ်စုတွေရဲ့စံတစ်တီထွေးမှုဟာအဖြစ်နိုင်မှုဆိုတဲ့ကတ္တချက်ကိုကြော်လွန်ပြီးဝေးရင်မှပြန်တန်းနိုင်ခဲ့တယ်လို့ရေပြေပေါ်ပါပါအင်ဆောက်ပြီးနေနိုင်တဲ့အထိတိုးတက်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုတီထွင်ဖန်တီးမှုတွေတဲကမှာလိုင်းထံပြီးပြည်ရဲ့များတဲ့ပင်လယ်ပြင်ကြီးအလယ်မှာအလေးချိန်အဖြစ်တန်ချိန်2000ကနေ3000ကျော်ထိအလေးချိန်ရှိတဲ့ကမ်းလွန်ရေနံစင်ကြီးတွေကိုဘလို့တိဆောက်ထားလဲဆိုတဲ့အကြောင်းပြောပြပေးမှာပဲဖြစ်ပါတယ်။ Offshore Iron လို့ခေါ်တဲ့ဒီကမ်းလွန်ရေနံစင်ကြီးတွေကိုတော့သမုဒ္ဒရာထဲမပုတ်မီကုန်းပြင်ပေါ်မှာမြောက်များစွာသောပညာရှင်တွေနဲ့အတူရုံလုံးပေါ်အောင်အရင်တိဆောက်ရပါတယ်။ ဒုရဲကြီးမှာပြီးတိဆောက်ပုံချုပ်ထည့်တဲ့ဒီရေနံစင်ကြီးတွေဟာဆိုရင်ပညာရှင်တိုင်းအတွက်လဲစိန်ခေါ်မှုကြီးတစ်ရက်ဖြစ်တယ်လို့အသုံးပြရတဲ့ငွေကြေးတန်ဖိုးဟာလည်းအနည်းဆုံးဒေါ်လာ30ကနေ1ဘီလီယံအထိတန်ကြေးရှိနေပါတယ်။ကုန်လွှမ်းပိုင်းတိဆောက်မှုပြီးစီးသွားပြီဆိုရင်တော့ဒီရေနံစင်ကြီးတွေကို Semis Submarine Platform လို့ခေါ်တယ်။ဖောင်ကြီးတွေပေါ်တင်ပြီးရှေ့ကနေတမောတစည်းနဲ့အတူအလိုရှိတဲ့နေရာကိုဆွဲယူသွားကြပါတယ်။ဒီကမ်းလုံးရေနံစင်ကြီးတွေကတော့ သမုဒ္ဒရာရေနပ်ပုံမူတည်ပြီးတိဆောက်ပုံပြောင်းလဲရှိပါသေးတယ်။ရေနပ်ပင်1900ကနေ4900အထိကတော့အောက်ခြေမှာတန်ဖရင်တာဝါတိဆောက်ကထိန်းထားပြီးရေနပ်ပင်1200အထိနေတဲ့နေရာတွေမှာတော့ floating oil rig လို့ခေါ်တဲ့ရေပေါ်ဘောလုံးပေါ်တဲ့ဒီနဲ့တိဆောက်ကြတာပဲဖြစ်ပါတယ်။လိုင်းထန်တဲ့သမုဒ္ဒရာရေမျက်နှာပြင်ထပ်မှာဒီလိုရွယ်စားချိမှတဲ့ရေနံစည်ကြီးတွေကိုဟန်ချက်ညင်ညင်ထိန်းနိုင်ဖို့အတွက်ဆိုရင်တော့ pontoons လို့ခေါ်တဲ့အောက်ခြေဖောင်းကနေလေးဘက်လေးရန်ကြောက်ဆူးချပြီးအရင်ထိန်းရပါတယ်။ ကြောက်စူးချပြီးရေနော်လမ်းတိုင်ခန္ဓာရံအတွက်အောက်ခြေပွန်တွန်းဖောင်ကြီးတွေကိုရေထဲကိုအနေနဲ့နှိမ့်မြုပ်လိုက်ရပါတယ်ဒီလိုအဆင့်တွေကြော့ဖြတ်သွားပြီးအစာဦးနေရာထိုင်ချသွားပြီဆိုရင်နော်တမောက်တရာအောက်ခြေတီတံပိုက်တွေချပြီးရေနံတူးပေါ်ခြေလုပ်ငန်းကိုစတင်ပါတယ်လိုအပ်တဲ့အနက်ရောက်လို့ရေနံကြောကိုစတင်ထိပြီဆိုရင်နော် blow out preventer ဆိုတဲ့ဆက်လေးကိုတက်ဆင်ရပါတယ်ဒီဆက်လေးရဲ့လှုပ်ဆောင်ချက်ကတော့တမောက်တရာကျမ်းမြေအောက်ကနေအချိန်ဟုန်နဲ့တိုးထွက်လာတဲ့ရေနံတွေကိုအချိန်သက်ပေးတာဖြစ်ပြီး blow out အပ်တဲ့အနေရာတွေကိုလည်းကာကွယ်ပေးပါသေးတယ် ပြီးရင်တော့ရင်းနှီးတွေကို subsea pipeline လို့ခေါ်တဲ့ရေအောက် pipeline တွေနဲ့ကုန်းမြေထိအဆင့်ဆင့်သွယ်ယူပြီးရင်းနှံဆောက်ယူခြင်းလုပ်ငန်းကိုစတင်ကြပါတယ်။ဒီလို pipeline ပေါင်းများစွာကိုအသုံးပြုပြီးတပုတ်တရာအောက်ကရင်းနှံတွေကိုရင်းနှံချက်ဆက်ရုံနဲ့စီအတိအသင့်တဲ့ပုံကတဘာဝလုံစာတွေအဖြစ်ပြောင်းလဲအသုံးပြုကြတာပဲဖြစ်ပါတယ်။ပညာရှင်တွေရဲ့လေ့လာချက်အရကမ္ဘာပေါ်မှာမတူးဖော်ရသေးတဲ့ရင်းနှံခြင်းပေါင်း1.5 trillion ကနေ3 trillion ထိရှိနေတယ်လို့လည်းသိရပါတယ်။လူဂျီမီနိုရဲ့ HMD တွေကို MPT application မှာအခုပဲအခမဲ့ထည့်သွင်းကြလိုက်ပါ